တခုပြူရင်ကျန်တာတွေပါလိုက်ပြူတယ်ကျမရေလို့ပြောပြီဆိုရုပ်ပိုင်းစိတ်ပိုင်း လူမှုရေးပိုင်းဒီသုံးခုစလုံးပြပြစုံနေတဲ့အနေထားတရားလို့အဓိပ္ပာယ်ဖွင့်ကြတယ်ဒီလိုခွဲပြောလို့ရှိပေမဲ့တကယ်တမ်းကျဆက်ဆက်နေတာ ရုပ်ပိုင်းဆိုင်ရာမကျန်းမာရင်စိတ်လည်းမပျော်ဘူးလူမှုဆက်ဆံရေးတွေမိသားစုဘဝတွေကိုလည်းရိုက်ခတ်လာရောစိတ်မပျော်နေရင်လည်းရုပ်မကျန်းမာဘူးလူမှုဘဝလည်းအဆင်မပြေတော့ဘူးလူမှုရေးမှာစိတ်ဆင်းရဲနေရရင်စိတ်တွေထိခိုက်ပြီးကိုယ့်ကိုယ်ကိုတခုခုလှုပ်တဲ့အထိတောင်ဖြစ်တတ်ကြတယ်ဆမေဝဲဖြစ်တဲ့လူမျိုးနဲ့ဥပမာပေးရင်ပုံမြင်သားမယ်နှစ်ပါးသာဂုံတူးထွက်ပြီး နောက်တစ်ပါးသာကြာနေလို့တော့မရဘူးပေါ့ဒါဆိုအတန်းတင်ပေးဖို့ရမှာဖြစ်တယ်လို့ပဲကျမ်းမာရေးနဲ့ပတ်သက်လာရင်လဲတခုတည်းခြုံထွက်ပြီးစံနှစ်ခုကစုပ်ပြက်နေတယ်ဆိုတာအင်မတန်တွေ့ရခဲ့တယ်တခုထိတာနဲ့စံနာတွေအကုန်ထိတယ်တခုကိုထူနိုင်လိုက်တာနဲ့စံနှစ်ခုပါလိုင်းမတ်လာတဲ့သဘောရှိတယ်ပေါင်းခုစလုံးကိုဂုံမျိုးမထွက်တော့အောင်မတ်လောက်ရနေဖို့တော့ မျက်မျှတတအချိန်ပေးရမယ်။ဂယူးဆိုင်ရမယ်။လှုပ်ဆောင်ရမယ်။တခုချင်းစီမှာလဲအားနဲ့ကြတာကမတူဘူး။တချို့ကသင်ချာမလိုက်နိုင်။တချို့ကအင်္ဂလိပ်စာအားနဲ့သလိုပဲ။ငငယ်ကလေးကခြူကြတာ၊မွေးရပါယောဂတခုခုရှိနေတာလည်းဖြစ်နိုင်တယ်။တချို့ကလူမှုကျန်းမာရေးမှာအဆင်မပြေဘူး။ကမကောင်းဘူး။စိတ်တန်ရာတွေတပွေးတပိုင်းနဲ့ တချို့ကြလည်းပင်ကိုစိတ်ကိုကပေါက်ကွဲလွယ်တာမျိုးအစိုးမြင်တာမျိုးပူလောင်တတ်တာမျိုးလည်းရှိတယ်။ကိုအားနေတာကိုဖြည့်ကြရမှာပါပဲ။လက်ရှိကာလမှာကိုအတွေ့ရများလာတာကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပဲ။နိုင်ငံအခြေအနေနဲ့သက်ဆိုင်နေတာမို့မြန်မာပြည်နဲ့တတ်တတ်ဆက်ဆက်သူတော်တော်များများတခုမဟုတ်တခုတော့ထိနေကြနားနေကြရတယ်။အဲ့ဒီအခါမှာ လုံပိုင်းဆိုင်ရာကိုဆက်ထိလာတယ်။စိတ်အလိုလိုက်ရာကနေ happy lifestyle ကိုမထိန်သိမ်းနိုင်တော့လို့ပဲ။အထိုင်များလာတယ်။အစားများလာတယ်။စိတ်လေးအရက်တောင်းမိလာတယ်။မူးရစ်စေးရဲ့ကြေးကြွန်တွေဖြစ်လာတယ်။လူမှုရေးပိုင်းဆိုင်ရာမှာလည်းဒီလိုပဲ။ကြောက်ကစားတွေပိုဖြစ်လာတယ်။စိတ်တွေပိုပြီးအကဲဆက်လာတယ်။တူကိုတူနားလည်းမပေးနိုင်တော့ဘူးမိသားစုတည်းကြည်မလားအလောက်ကွင်တည်းကြည်မလား ဆိုရှယ်မီဒီယာပေါ်ကြည့်မလားအစင်မပြေမှုတွေပုံများလာတာတွေ့ရမယ်ဒီလိုပြုံနေတာတွေကိုပြန်ထူမှတ်ဖို့ဘယ်လိုလုပ်ကြမလဲနိုင်ငံရေးပြဿနာပြည်လဲသွားရင်အေးချမ်းသွားရင်ခွင့်ပြိုးလာရင်ပြည်သူအများလိုလာတဲ့အစိုးရတရက်ပြန်တက်လာရင်လုံခြုံနေလို့ပြန်ခံစားလာရရင်တော့စိတ်တွေလည်းအတိုင်းတာတစ်ခုထိကြမ်းမာလာမှာပဲတို့ပဲမဲ့အဲ့ဒီလိုမဖြစ်သေးခင်စက်ချားမှာ ံတဲ့နှစ်ခုနဲ့ကြားကန်ထားရမယ်လို့မြင်နေ။ကိုယ်တိုင်လည်းဒီလိုပဲကြင်သုံးနေဖြစ်တယ်။ဘာလို့ဒီနှစ်တွေကြာမှရုပ်ပိုင်းဆိုင်ရာပိုကယူဆိုင်ဖြစ်လာလဲဆိုတာအဲ့ဒါကြောင့်ပဲ။လှုပ်လှုပ်ရှားရှားနေတယ်။အကစားလှုပ်တယ်။ခနာကိုယ်ထဲမှာခံစားချက်ကောင်းစေတဲ့ feel good hormones တွေထွက်လာတယ်။ mood ကလည်းတည်တည်တသာတက်လာရော။အလုပ်တွေပိုလှုပ်ဖြစ်တယ်။ပိုပြီးတယ်ဒီတော့ တိတ်ငယ်တာတွေအာရော့တာတွေလည်းတိတ်မရှိတော့ဘူးဒီနေရာမှာအကုန်လုံးကဆက်ဆက်နေပြန်တာပဲနော်တခုချော်သွားတာနဲ့ကျန်တာတွေပါလိုက်ချော်ကုန်ရောဥပမာအရေးပြက်တယ်ဆိုရင်လူကမလန်းတော့ဘူးအဲ့ဒီတော့ကိုလက်လောက်ရှာမလုပ်ဖြစ်တော့ဘူးစိတ်ကပျော်မနေတော့စားကြင်ရတွေရှောက်စားတယ်အလုံးလုံးချင်းစိတ်လည်းမရှိတော့ဘူးပောက်ကရအတွေးပေါင်းဆောင်ဝင်နေပြောချင်တာကအရေးပြက်တာဒီ သူတခုတည်းပြတ်တာမဟုတ်ဘူး။ကျန်တာတွေပါလိုက်ထိတယ်။ကိုယ့်ရဲ့ happy lifestyle ကိုမတိုင်းနိုင်တော့ဘူး။အစားတွေနင်းကန်ပြီးစားကြည့်လိုက်ပါဦး။အထူးသဖြင့်ညာဘက်ပေါ့။နေလို့ကောင်းသေးရဲ့လားလို့။လူကချက်ချင်းထိုင်းမိုင်းလာရော။ပိတ်နိုင်လာရော။ကိုယ့်စိတ်ကိုအလိုလိုက်ပါများနေတဲ့သူဟာကိုယ့်ကိုယ်ကိုလေးစားမှုကြာစင်းတယ်။ထပ်ပြီးအလိုလိုက်မိဖို့များတယ်။ ။အောင်းနောက်မှာကိုယ့်ကိုထိန်းချုပ်နိုင်တဲ့ self control နဲ့ပတ်သက်တဲ့အစိတ်အပိုင်းတွေအကောင်းမနေတော့လို့ပဲ။ဓာတ်တွေဟာလေးကျင့်ပါများမှရတာမဟုတ်အလိုလိုက်ပါများနေတဲ့သူကတော့အဲ့ဒီနေရာတွေအမကောင်းဘူး။မကောင်းတော့ထပ်ထပ်ပြီးအလိုလိုက်မိတယ်။ကိုယ့်ကိုမထိန်းနိုင်တော့ဘူး။ self control များများလောက်ထားတဲ့သူကတော့အဲ့ဒီနေရာတွေပိုအားကောင်းလာတယ်။ကောင်းလာတော့ပိုပိုပြီးထိန်းချုပ်လာနိုင်တယ်။ ရုပ်ပိုင်းဆိုင်ရာကိုဂယုစိုက်ခြင်းအဖြစ်လဲစိတ်ရပေါ်ဘလို့တက်ရောက်တယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။တခါလူမှုပိုင်းဆိုင်ရာကိုလည်းဂယုစိုက်ရတယ်။မိသားစုဝင်တွေဆုံးရှုံးနေအနေဝေးတယ်အထီးကျန်တယ်။ဒါပေမဲ့ကိုယ့်အတွက်လုံခြုံနေဘာပဲလို့လို့ကိုကြီးပေးမဲ့ယုံကြည်ပေးမဲ့အတိုင်းဝန်းကလေးတော်လိုအပ်တယ်။အဲ့ဒါကလည်းစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကိုပြန်ထုမှတ်ပေးနိုင်တယ်။ ဘယ်နှယောက်ဆိုတဲ့ quantity လို့ခေါ်တဲ့အရေးအတွက်ကအရေးမကြီးပါဘူးဘယ်လိုမိတ်ဆွေတွေလဲဆိုတဲ့ quality ကပိုပြီးအရေးကြီးတာဒီကာလရဲ့ခက်ခဲမှုတွေကိုအဲ့ဒီလိုမိတ်ဆွေခေါင်းတွေရဲ့အကူအညီသူတို့ပေးတဲ့စိတ်ခွန်အားတွေနဲ့ပဲရှေ့ဆက်နေခဲ့တာဖြစ်ပါတယ်မင်းရေမစခင်ကတည်းကတွင်တူထားဆိုတဲ့စကားလိုပဲကိုလိုမထပေါင်းလို့တော့မရဘူးပေါ့ဒါဆိုတာပေါင်းဖြစ်သွားမှာပေါ့ လူသုံးဖြစ်သွားမှာပေါ့ကိုဘက်ကလည်းမိတ်ဆွေပြပြတတဖြစ်ဖို့လိုတယ်အယူကြီးပဲလုံးလို့တော့မရဘူးကိုတက်နိုင်တာလည်းပေးဖို့လိုတယ်ဒါမှလည်းဒီလိုမိတ်ဆွေကောင်းနေရှိလာမှာဖြစ်ပါတယ်အပေါ်မှာရေးခဲ့သလိုစိတ်ပိုင်းဆိုင်ရာကတော့အာလုံးထိခိုက်ကြတာပဲအတိမ်နဲ့အတိုင်းစားတော့ကွာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်ထက်အစမတန်ကြီးမားတဲ့စိတ်တန်ရာမျိုးရခဲ့တဲ့သူတွေကိုတော့ဘလို့နေဘလို့ထိုင်ပါလို့မပြောလို့ဘူး ဆရာမလုပ်လို့ပါဘူးကျွန်တော်နဲ့အချိန်နဲ့တူတူရှိလောက်သူတွေကိုတော့စိတ်တူအဆင်မပြေနေရင်ရုပ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းဆိုင်ရာကိုပို့ကယူဆိုင်ကြဖို့မျှဝေခြင်းနဲ့အစားအသောက်မမှန်စားအေးဝဝအိတ်အသက်ရှူလေးကျန်ကန်းသို့မဟုတ်တရားထိုင်တာမမှန်လို့ကိုလက်လေးကျန်ကန်းလို့တနေ့ခြေလမ်း9000လောက်တော့ရအောင်ရှာဆိုရှယ်မီဒီယာရှော့တော့အဲ့ဒီအတိုင်းလေးလုံနိုင်ရင်ကို စိတ်ကတော်တော်လေးကိုအဆင်ပြေနေပြီစိတ်လိုလိုက်ပြီးနေကျင်တယ်လို့နေလေစိတ်ကပူဆိုးလေဖြစ်နေကြတာပြန်တည်ထားကြည့်ကြည့်လူမှုဆက်ဆံရေးကိုလည်းခယူဆိုင်တတ်နိုင်တယ်များကူညီပေးစာနာပေးရရဲ့မောမောပျော်ပျော်ရွှင်ရွှင်နဲ့လည်းအချိန်ကုန်ဆုံးကြဒါဆိုလုံခြုံနေငါ့ကိုကူညီမဲ့သူရှိတယ်ဆိုတော့စိတ်ခံစားချက်ကလေးရလာလိမ့်မယ်စိတ်မှာချက်ပေါက်ရှိနေလိမ့်မယ် စိတ်ထိခိုက်စရာတွေပင်ပန်းစရာတွေစိတ်ဒုက္ခတွေကတော့ဘသူစီမဆိုရောက်လာတာပါပဲရုပ်ခန္ဓာကိုယ်နဲ့လူမှုဆက်ဆံရေးကနေပြန်အားယူနိုင်တဲ့သူတွေကနလန်ထူလာနိုင်ပြီးတော့အဲ့ဒီနှစ်ခုကိုပါအထစ်ခံလိုက်တဲ့သူတွေကတော့အပီးအပိုင်လဲပြူသွားတတ်ပါတယ်ဒေါက်တာဖြိုးတီဟာ9ရက်9လ2025